ဒီဗီဒီယိုကို ကျွန်တော်ကြည့်နေတဲ့အင်္ဂါသားသမီးတွေရှိလေဆိုလို့ရှိရင် တကယ်လို့တင်ဟာဘေးရင်ရတရာယုံကြည်တဲ့လူတယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဟာတင်တော့အမတန်အကျိုးထူးမဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ဆုံးတဲ့အထိကြည့်ရှုပေးဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ချက်ကတော့ကိုကအင်္ဂါသားသမီးမဟုတ်ပေမဲ့လည်း တခြားတော့ကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေတွေကအင်္ဂါသားသမီးရှိတယ်ဆိုရင်လည်းသူတို့ကြားသိခွင့်ရှိအောင်ဒီဗီဒီယိုလေးကို share လုပ်ပေးခြင်းအားဖြင့်ကုသိုလ်ပြုပေးပါတို့ပေါ့ကျွန်တော်အကူအညီပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်ကျွန်တော်အခုပြောမယ့်ဂျန်နီယာလေးကတော့အင်္ဂါသားသမီးတွေဘဝတသက်တာမှာကံကောင်းခြင်းတွေကံလှည့်ပြောင်းကောင်းတွေတွေ့ကြုံကိုအတွက်ပြုလုပ်မယ်ရည်ရည်ဖြစ်လို့ကိုယ့်ရဲ့ကြီးပွားရေးကိုယ့်ရဲ့စီးပွားရေးတွေနဲ့ပတ်သက်ပြီးတော့ပြုလုပ်မယ်ဆိုရင်လည်းပြုလုပ်လို့ရမယ်ရည်ရည်ဖြစ်ပါတယ် တကယ်လို့ကမိတ်ဆွေအင်္ဂါသားသမီးတွေကအင်းတဲရောက်ဖြစ်နေမယ်ဆိုရင်အခုချိန်မှာမိတ်ဆွေအစင်မပြေတဲ့အကြောင်းအရာတွေတခုရှိကောင်းရှိပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်အခုပြောတဲ့ယတ္တိယဒဲကတခုတော့လကောက်သုံးခုတော့လကောက်မိတ်ဆွေကြိုက်နဲ့တက်ရအောင်ပြုလုပ်ပါမိတ်ဆွေအတွက်ကန့်အချို့အပြောင်းဒို့မဟုတ်ဒီအခက်ခဲကိုကြော်ဖြတ်နိုင်မှုဆိုရင်အခွင့်အလမ်းကောင်းလို့ရရှိလာပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောကြားချင်ဖြစ်ပါတယ်။အဲ့တော့ဒီလာမဲ့ အပိုင်းခြားမှာကိုယ့်အတွက်ကံလီကောင်းစေဖို့အတွက်ပြုလုပ်မယ့်ရည်ရည်အောင်ကျွန်တော်စတင်ပြီးကြောက်မှာဖြစ်ပါတယ်။အဲ့တော့အင်္ဂါသားသမီးတွေဟာကျွန်တော်တို့ဗုဒ္ဓဟူးနေ့တိုင်းမှာမြတ်စွာဘုရားကိုပုံတမင်းလူတန်းပေးပါ။ဆိုတော့တပတ်တစ်ခါလူတန်းနိုင်ရင်တော့ပုံပုံပြီးတော့ကောင်းမွန်တယ်။ကိုယ့်အနေနဲ့တပတ်တစ်ခါမလူတန်းနိုင်ဘူးဆိုရင်တော့တစ်လတစ်ခါပဲပြုလုပ်ချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ငွေရက်မှပြုလုပ်ပါ။ဥပမာကျွန်တော်ဆို14ရက်နေ့ငွေရက်ဆိုရင်14ရက်နေ့ပြုလုပ်ပါ။မိတ်ဆွေ3ရက်နေ့ငွေဆိုရင်3ရက်နေ့မှပြုလုပ်ဖို့တော့လိုအပ်ပါတယ်။အဲ့တော့ပုံတမင်းကတော့ ျွန်တော်တို့အခုဆိုရလို့ရှိရင်လည်းဒီအုံးသီးတွေဈေးမှာသွားချက်ဆရာမလို့ဘာ ready made ကျွန်တော်တို့အုံးလုပ်ဘူးတွေလည်းရှိပါတယ်အဲ့ဒါနဲ့ချက်မယ်ဆိုရင်လည်းချက်လို့ရပါတယ်ပေါ့နော်အဲ့တော့အိမ်မှာ ultimate ချက်ပါပြီးဗော်ဒူနိမနက်ပါမနက်ဆိုတော့စောင်းနိုင်လည်းမရောစောင်းနိုင်တော့အကောင်းဆုံးပေါ့6နိုင်9နိုင်လှူနိုင်လည်းရတယ်ဒါမှမဟုတ်ကိုကအဲ့ရထားနောက်ကြတယ်ဆိုရင်10နိုင်17နိုင်လှူမယ်ဆိုရင်လှူလို့ရပါတယ်ကျွန်တော်မနက်အစောကြီးလှူမယ်ဆိုရင်ပုံမှန်ပြီးတော့ကောင်းမွန်တယ်လို့ပြောချင်ဖြစ်ပါတယ် အဲ့တော့နံပါတ်1ရည်ရည်ပါဗောနော်ဘုရဟုနေဒုမောကိုယ့်ရဲ့မွေးရက်မှာမျက်စောဘုရားကိုအုံတမင်းလူလမ်းပေးပါနံပါတ်2ရည်ရည်ကိုကျွန်တော်ဆက်ပြောပါမယ်နံပါတ်2ရည်ရည်ကတော့လောက်ရတာလဲလွယ်ကူရင်ကို့အနေနဲ့မွေးကြီးကိစ္စရည်နဲ့ပတ်သက်ပြီးလဲတိတ်ပြီးတော့ကုန်မှာမဟုတ်ဘူးအဓိကပြောချင်တာတော့လပြည့်နေတိုင်းလပြည့်နေတိုင်းမှာကို့အိမ်မှာရှိနေတဲ့အိမ်ဘုရားကိုရောင်းကြည့်တော့ဖွင့်ပေးပါအဲ့တော့ရောင်းကြည့်တော့ဖွင့်မယ်ဆိုလို့ရှိရင်တချို့ကြီးမရ ကြီးပြားတယ်ဆိုရင်ဘရာဆိုနဲ့တိုက်တယ်ပေါ့ဗျာဒါပေမဲ့ကိုကိုကွယ်နေတာကကြီးပြားမဟုတ်တခြားတော့ကျွန်တော်တစ်သားစင်လူတော်တို့ဒါမှမဟုတ်စကျင်စင်လူတော်တို့ကြောက်စိတ်စင်လူတော်တို့အမျိုးအများကြီးရှိရှိနေမှာပေါ့နော်အဲ့တော့ဟိုရောင်ကြီးတော်ဖွင့်တယ်ဆိုတာအဓိကဘုရားကိုရေတော်ချိုးမယ်အမွှေးနဲ့သာပတ်ဖြတ်မယ်ဒါကိုဆိုလိုခြင်းဖြစ်ပါဦးမှာကြီး ဆင်းလို့တော့ကိုကွယ်နေတဲ့လူတွေရှိရဆိုလို့ရှိရင်လည်းကျွန်တော်ဘရာဆိုနဲ့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်မကြီးသေးနဲ့ပုတ်တိုက်ချင်ရမယ်ကျင်းအယောင်ပြတ်တက်လာတော့ဗောနော်အဲ့တော့အိမ်မှာဆင်းလို့တော့တော့မရှိဘူးဆရာဘုရားပုံတော်ပဲရှိတယ်ဆိုဘုရားပုံတော်ကိုကျွန်တော်ဆင်းလို့တော့ပါလိမ့်နေပဲဖြစ်ရေမွေးလေးနဲ့ဖြစ်ပုံတော်သေးသေးချာလေးကျွန်တော်တန်ရှင်းရေလောက်ဒါမှမဟုတ်လို့ရှိရင်အာဘုရားဆင်းပဲဖြစ်ဖြစ်ဗောနော်ဒီတန်တဲ့ပြပြနေတယ်ကိုကကိုပြန်လောက်ပါအဲ့တော့လာပြင်းနေတိုင်းမှာတွေ့လို့ပေါ့နော်လာပြင်းနေဆိုတော့အနှစ်တရာပြက်ကလေးပါလာပြင်းနေပဲနေလေဆိုတော့ ရှိပါတယ်အဲတလောက်ကိုကျွန်တော်တစ်ချိန်ပြုတော့ပါနော်သူကလာပြီးလာပွဲဆိုတော့လေတလောက်မှာတစ်ချိန်လာပြီးရှိကောင်းရှိပါလိမ့်မယ်အဲတော့ကျွန်တော်တို့အဲ့ဒီလာပြီးနေတိုင်းမှာအဖေရောက်ရောက်ကြည့်တော့ဖွင့်မယ်လို့ပဲကျွန်တော်အတူဆုံးပြောလိုက်မယ်ရောက်ကြည့်တော့ဖွင့်တယ်ဆိုတော့ជីဖရားတွေတော့ရောက်ကြည့်တော့ဖွင့်ရတယ်တော့တယ်တချို့အိတ်ဖရားတွေမှာရွှေမိန်နေရရွှေကွာနေရရှိတယ်ဆိုရင်ကိုယ့်အကိုရွှေဆိုင်ဝင်ပြီးတော့ပြန်ပြီးတော့ရောက်ကြည့်တော့ပြန်ဖွင့်လိုက်ပါနော်အဲတော့ဘယ်စင်းလူတော်ပဲဖြစ်ဖြစ်ဘယ်ပုံတော်ပဲဖြစ်ဖြစ်အဓိကကတော့ရောက်ကြည့်တော့ဖွင့်ပြပါဟုတ်ပြီနော် ။နောက်ဆုံးကျွန်တော်တို့တခုကတော့ဆင်းရဲနွမ်းပါနေတဲ့ကျွန်တော်တို့မုတ်ဆိုးမဒါမှမဟုတ်မုတ်ဆိုးပို့ပေါ့နော်။ဆိုတော့လင်ကွဲမရဲကွဲပေါ့နော်။ဆင်းရဲနွမ်းပါတယ်မပြည့်စုံဘူးပေါ့နော်။အဲ့တော့လင်မရှိတော့တဲ့ခလေးတွေနဲ့ကျွန်တော်တို့တို့တော်လဲပေါ့နော်။မိန်းမဖြစ်စေယောက်ျားဖြစ်စေပေါ့နော်။တို့ကိုအစားတောက်လှူဒါန်းမရမှာဖြစ်ပါလေ။ဒါကတော့မိတ်ဆွေတို့ဒီတုံးမှုတွေကစိုက်နေတဲ့အပြုလို့လို့ရပါတယ်။အဲ့တော့ကို့အင်ဂျင်နာချင်းထဲမှာမပြေလေတဲ့လူရှိရင်လမ်းသွားရင်လာရင်လည်းကျွန်တော်တို့ခလေးတွေနဲ့အဆင်မပြေတဲ့ လူတွေရှိတယ်ဆိုလို့ရှိရင်အစားတော့ကျန်တော့မလူပါနဲ့ငွေကြေးလူပိုင်းတာမဟုတ်ပါဘူးအစားတော့ပေါ့ကိုနိုင်တယ်လို့ပေါ့ပေါင်ပေါင်းတစ်လုံးပဲနိုင်နိုင်အဲကျွန်တော်တို့ဒါမှမဟုတ်လို့ရှိရင်ရေတခုပဲနိုင်နိုင်ကိုနိုင်နိုင်လိုမျိုးကြုံကြုံလိုမျိုးလှူတမ်းမယ်ဆိုရင်ကိုယ်တိုင်ကန်ထောက်ပါကောင်းလို့ရရှိစေတယ်ပေါ့နော်အဲတော့ကျွန်တော်တို့ဒီ အဲဘယ်လိုခေါ်အိမ်အောင်ကွဲသွားပြီးတော့ပေါ့နော်ခလေးတွေနဲ့ကျွန်တော်ဖြစ်နေတဲ့မုံဆိုးကိုတွေမုံဆိုးမားတွေကိုအစားတောက်လူတန်းပေးခြင်းအဖြစ်လဲကိုယ်အတွက်ကံထောက်ဖက်ကောင်းတွေရရှိစေတယ်အဲ့တော့အင်္ဂါသားသမီးကိုကျွန်တော်ပြောချင်တာကလေဒီရတရား၃ခုတက်လာတယ်မှာပြုလုပ်ချင်တိုင်းကိုယ်အတွက်ဘာတွေအချို့ထူလာလဲပေါ့နော်အဲ့ဒီတည်းအမှာကိုက၃ခုတည်းမှာတစ်ခုပဲလုပ်လို့ရမှာဆိုတော့တစ်ခုဆန်လုပ်ကြည့်ပါကျွန်တော်အနေနဲ့ကတော့အများတန်းကိုယ်တွင်နဲ့ဗီဒီယိုမေးရင်လည်းကျွန်တော်တို့ရတရားပေးရတာပဲလေနော်နောက်ဆုံးအဆင်မပြေရတရားအဲ့တော့ ကုသခြင်းနဲ့ကျူတင်ကောက်ွယ်တာကျူတင်ကောက်ွယ်တာပုံပြီးထိရောက်ပါတယ်ဖြစ်တော့မှဘေးရင်သွားမေးရတဲ့ဆိုင်မဖြစ်ခင်ကလေးကဒိုင်ဒီအလှကန်းလေးတွေလှုပ်ထားပေါ့မျက်စောပြအောင်အုံတမင်းလူတန်းမယ်လာပြီလောက်ကနေတိုင်းမှာရောက်ကြည့်တော့ဖွင့်မယ်ပြီးရင်စင်းရံနံပါတ်နဲ့မိုးဆိုးပုံမိုးဆိုးမတွေကိုကျွန်တော်အစားတော့လူတန်းမယ်ဒါကုတ်အတွက်ကံအမြဲတမ်းကောင်းနေဖို့အတွက်ပြုတော့ရတဲ့ရည်ရည်ဖြစ်တယ်တချို့လူတွေကတော့အစင်မပြေတော့မှဘေးရင်မေးတယ်ဘေးရင်မေးတော့ပတ်စံကုန်တာပေါ့နော်အဲ့တော့ကိုကကိုဒီတိုင်းလှုပ်နေလဲနောက်ဆုံးကျွန်တော်ရည်ရည်မဟုတ်ရတော့မှဗျာဒါတွေလှုပ်တာအကျိုးရောက်တော့တော့မရှိပါဘူးမိတ်ဆွေတို့ လွယ်ကူတာကတော့ခဏပြောအုံထမင်းကတော့ကိုမချက်တတ်ရင်တော့မလွယ်ဘူးပေါ့အမှန်တကယ်တော့အဲ့လောက်ဒီလက်ခက်ခဲတာမျိုးတော့မဟုတ်ပါဘူးအုံထမင်းချက်တာလေလွယ်ကူပါတယ်ကိုအမြဲတမ်းတူကြည့်ပါဘလူးနေ့တိုင်းဒါမှမဟုတ်ကိုမွေးရမှာလူကြည့်ပါဒါမှမဟုတ်ကျွန်တော်လာပြည့်နေတိုင်းလာပြည့်နေတိုင်းမရရောက်ကြည့်တော့ဖွဲ့ပါတို့မော်စင်ရနံပါတ်တော့မုံစုပ်ပုံမုံစုပ်ပါတယ်ဟိုအစားတော့လူတန်းပေးခြင်းအပြင်ကိုအတွက်ကံအချိုးပြောင်းအလှည့်ပြောင်းလို့အများကြီးကောင်းမွန်တော့အရာတွေရရှိလာနိုင်မှာဖြစ်ပါတယ်ဒီလူတန်းရတဲ့အကျိုးကုတူတွေကြောင့်ကိုယ့်ရဲ့ သွားနေတဲ့ဘဝခရီးလမ်းမှာလည်းအထောက်ခံကောင်းလေးအများကြီးရရှိမှာပါအားလုံးပဲကိုယ်ကြီးကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါလေ